ကျောက်ဖြူမျိုးနီကစစ်လီနဲ့အတူငါးဖန်ထွက်တဲ့ငါးဖန်သမား၃ယောက်ကိုစစ်ကောင်စီရဲ့နေပြီးကဖမ်းဆီးသွားပြီးတဲ့နောက်အဆက်တွေမရဘဲပျောက်ဆုံးနေတယ်လို့သိရပါဗျ။ဖမ်းဆီးခံရသူတွေကတော့ကျောက်ဖြူမျိုးနီတေးရှောင်းရွာကဥဖိုးတင်68နှစ်ကိုတောင်ကြီး28နှစ်နဲ့ကိုထက်မြက်ကျော်20နှစ်တို့ဖြစ်ပါတယ်။သူတို့ဟာကျွန်းလာ၄ရက်နေမှာကျောက်ဖြူမျိုးနီကငါးဖန်ထွက်လာတဲ့အချိန် ရေပုံမျိုးနေငပတုံနဲ့ပြည်ဝမ်းဖက်မှာရန်နာထားတဲ့စစ်ကောင်စီရဲ့နေပြည်တော်ကဆက်လီနဲ့အတူဖမ်းဆီးသွားတာဖြစ်တယ်လို့ကြောက်ဖြူဒီတာခန်မျိုးသားတယောက်ကနရီစရာကိုပြောပါရယ်ကြောက်ဖြူနဲ့ရေပုံမျိုးဟာပြည်လီပြင်းတဆက်တဲဖြစ်ပြီးသူတို့ငါဖမ်းထွက်နေရင်နေပြည်တော်ကစစ်သားတွေကစပီဘုတ်နဲ့လာပြီးဖမ်းခေါ်သွားတာလို့ဒီတာခန်တွေကပြောပါရယ်သူတို့ကိုကြောက်ဖြူမျိုးနေတစ်ပုတ်တောင်မှရှိတဲ့ တညဝရီရေတက်ဌာနရှုတ်စီဖန်စီခေါ်ဆောင်သွားတယ်လို့ဒေသခံတယောက်ကနရင်းစရာကိုပြောပါရရှင်။